ကဲအားလုံးမင်္ဂလာပါမိတ်ဆွေမင်္ဂလာပါနော်ဒီနေ့မြန်မာနိုင်ငံသားတွေအတွက်ပေါ့အားလုံးကျိုးလို့မြန်မာနိုင်ငံအတွင်းမှာဆုံးရှုံးနေတဲ့အရာတွေနဲ့ပတ်သက်ပြီးမှနည်းနည်းလေးပြောပြချင်တာလေးရှိတယ်။အဲ့ဒါကျွန်တော်ဒီနေ့ NS ပတ်သက်ပြီးကျွန်တော်နည်းနည်းပြောသွားမယ်။မြန်မာနိုင်ငံကမြန်မာနိုင်ငံကနေဖြစ်ပျက်နေတဲ့အရာကိုကျွန်တော်မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံတကာနဲ့ဖြစ်ပျက်နေရလေးကိုနည်းနည်းပြောပြမယ်။အဲ့ဒါကပါတယ်ပထမအဦးဆုံးကျွန်တော်မြန်မာနိုင်ငံသားတွေရွေးစင်နိုင်ငံမှာ VOA တို့เนาะ BBC တို့ထဲမှာကျွန်တော်မြန်မာနိုင်ငံသားတွေရှိတယ်။အဲ့ဒီထဲမှာမြန်မာတည်ထောင်လည်းရှိမှာပဲ။ဆိုတော့မြန်မာတည်ထောင်တွေရှိပေမဲ့မြန်မာနိုင်ငံကိုစားပြုဒီနိုင်ငံမှာဒီ USA ဒီ USA Washington DC မှာလုံးဝလုံးဝမထွက်လာဘူးเนาะမြန်မာနိုင်ငံအမမားကျိုးလို့မြန်မာနိုင်ငံကလည်းရှိတည်တယ်မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံရဲ့ဒရေးချောက်တွေနိုင်ငံသားဒရေးချောက်တွေရှိတယ် တရားဝင်ရှိထားတဲ့လူမြန်မာညီရွယ်စင်နိုင်ငံမှာတရားဝင်ခုပြူထားတဲ့လူတွေအဲ့ဒီနေရာမှာတွားပြီးမှကျတို့မြန်မာနိုင်ငံသားတွေအတွက်ကိုစားပြုပြီးမှ မေးပေးတာလို့မေးခွန်းတွေတခါမှကျွန်တော်ဒီမှာမကြဘူးဘူး။ဒါဆိုကျွန်တော်ကိုယ်တိုင်ပါကျွန်တော်ကိုယ်တိုင်ကျွန်တော်လုပ်လို့မရဘူး။ကျွန်တော်တို့ခုမှတတိယချောင်းနေရာကိုရအောင်လုပ်မယ်။ကြောင်းတက်မယ်ဟိုအဖြစ်ဒီဖြစ်နေကျွန်တော်တို့အတွက်ကြားတယ်။ကျွန်တော်ဘာကြောင့်ဒီစကားကိုပြောရတယ်ဆိုကျွန်တော်ဒီလိုပြောပြမယ်။ကျွန်တော်တို့တရုတ်ကိုမြန်မာနိုင်ငံကတရုတ်ကို အာပတ်စံချီးတာလာရင်တော့ကျွန်တော်တို့အာရှိတဲ့ချိန်ကျွန်တော်သိတဲ့ချိန်မှာ10 billion dollar ချီးထားတယ်10 billion လောက်ချီးထားတယ်နော်10 billion လောက်ချီးထားတဲ့ပတ်စံကချီးထားပေမဲ့အခုကျွန်တော်တို့တရုတ်ပြည်ကနေကျွန်တော်တို့မြန်မာနိုင်ငံကနေယူသွားတဲ့အတရဇတ်တပစ္စည်းတွေက10 billion မကောက်ဘာကြောင့်ကျွန်တော်ပြောရတယ်ဆိုကျွန်တော်ပြောပြမယ်နော်နံပါတ်1တစ်ခုကဘာလဲဆိုရင် USA နိုင်ငံဟိုနှစ်ပတ်လား၃ပတ်လားမသိဘူးလွန်ခဲ့တဲ့အချိန်မှာ ရုယူကရိန်းနိုင်ငံမှာအာရုကရိန်းနိုင်ငံကဒီ USA နိုင်ငံနဲ့အာတိုက်စာချိုးချို့ဖို့သူတို့ရှိမှမေရှားတက်ထုနော် red art ဆိုတဲ့ PC ကဒီမေရှားတက်ထုကဘယ်နေရာမှာတုံးလဲဆိုရင် silent နဲ့တုံးတဲ့နေရာမှာတော့ပြုတ်တယ်ပြီးတော့ computer တို့ဒီ computer chip တုံးတဲ့နေရာမှာဆိုရင်အမတာမအတုံးဝင်တဲ့ PC တကက်အရေးပါတဲ့ silent silent နဲ့တုံးတဲ့နေရာမှာဥပမာ the gift စစ်တိုက်တဲ့ဂျက်လီလေးမှာပေါ့အဲ့ဒီမှာလေလက်နဲ့ကြီးတုံးနဲ့လှုပ်တဲ့နေရာမှာအသုံးပြုတဲ့တကယ့်မြင်ရှားသတ္ထုဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးမှ USA နဲ့ Ukraine စာချုပ်ချုပ်တဲ့အချိန်မှာစာချုပ်ပြတ်သွားတဲ့အချိန်မှာစာချုပ်ချုပ်ပြီးပြတ်သွားတဲ့အချိန်မှာအဲ့ဒီမှာတည်င်းတစ်ခုချက်လာတာကျတို့အလံတလံတစ်ချက်လာတယ်။အမတားမရေးချက်အလံတလံအဲ့အလံကပါမြန်မာနိုင်ငံလာရင်ချက်လာတယ်။နောက်ပတ်တိကတရုတ်ပြည်ကချက်တယ်။ တယ်ဟုတ်ပြီးကထုတ်တယ်နံပါတ်2က USA နံပါတ်3နံပါတ်3မြန်မာနိုင်ငံမြန်မာနိုင်ငံပါပါလာတာနော်ကျွန်တော်ပြောချင်တာအဲ့လိုဒီလိုမြန်မာနိုင်ငံပါပါလာတာကဘာလဲဆို USA တမန်တော်ကဒီမြန်ရှားတထုကိုအရန်လိုချင်နေတာဘာကြောင့်လဲဆိုတိကသူ့နိုင်ငံမှာရန်လိုအပ်နေတယ်နံပါတ်2ကတရုတ်ကသူ့နိုင်ငံ USA နိုင်ငံကတာပြီးမှ ထုတ်ကုန်မှုတွေရှိတယ်အဲ့ဒီအမေရှားတထုနဲ့ပတ်သက်ပြီးမှထုတ်လုပ်မှုက ဒီရွက်စဲတဲ့နဆလောက်သုံးဆလောက်တာပြီးမှသူတို့ရွက်အတေးဘေကထုတ်နေတယ်အဲ့ဒါကို USA ကဒီမေရှားတတ်ချူယူကိုတတ်ချူကိုသူကလိုချင်လို့ရွက်ယူကရိန်းကိုသူကယူကရိန်းကိုသူကစာချုပ်နဲ့ဘယ်နည်းဘယ်လောက်ထင်တယ်ဘီလီယံ300နဲ့900ဘီလီယံလောက်ယင်းနေမြို့နောက်ဖို့ပြုလုပ်ထားတယ်အဲ့ဒီမေရှားတတ်ချူကိုရဖို့အတွက်300နဲ့900ဘီလီယံလောက်သူကယင်းနေမြို့နောက် မြန်မာနိုင်ငံမှာတရုတ်တွေက10 billion ပဲပေးတာ USA က900 billion နော်အဲ့လောက်သွားပြီးရင်းနှီးမြှုပ်နှံဖို့လုပ်မယ်အဲ့တော့သူကသူစဉ်းစားကြည့်လိုက်တော့အော်မြန်မာနိုင်ငံမှာကဘာမှာမြန်မာနိုင်ငံနံပါတ်300လောက်မှာအနေထားမြို့မှာရှိတယ်ယူကရိန်းနိုင်ငံမှာလည်းအများကြီးရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံကမြန်မာနိုင်ငံအလံကမြန်မာနိုင်ငံဆိုတဲ့မြန်မာကအဲ့ဒီမြေရှားတချို့ရှိတဲ့နေရာထုတ်လွှင့်နေရာက စင်ရင်ထဲမှာဝင်နေဆိုရင် အမတာမှဘေကျုံးလို့အတွက်အော်ဆရာကောင်းတယ်ငါတို့မြန်မာနိုင်ငံတေးဥတွေကဘလောက်ပဲဘလောက်တိပြီးမှကျုံးမြန်မာနိုင်ငံဘလောက်ခိုးစားနေမှကျုံးလို့မသိဘူးစဉ်းစားကြည့်နော်10ဘီလီယံလောက်ပေးပြီးငါတို့ကရောင်းစားတာလို့လုပ်နေဘီလီယံနဲ့ချစ်ဘီလီယံ900တရုတ်နေကကုနိုတို့ကျုံးလို့မြန်မာနိုင်ငံကိုပြီးနေတာအစတထောက်တရားမကားလောက်လို့ရှိတယ်အစအများကြီးပဲပြီးတာ USA က အဲ့ဒါဘာကြောင့်လဲနံပါတ်1မြန်မာနိုင်ငံမှာအုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာခုအုပ်ချုပ်နေလူတွေကနီးပညာနဲ့ပတ်သက်ပြီးမှတုံးရမယ်ကျုံးတို့မှလက်ထဲမှာရှိတယ်ဘလောက်တန်ဖိုးရှိမှဘလောက်ဈေးကြီးမှဘလောက်ကြီးဟွာဖြစ်မှမသိပဲနဲ့ဘာလဲနီးပညာမျိုးအားနေလို့ပြီးတော့ကျုံးတို့ကတိုင်းပြည်မှာမငြိမ်မသက်မှုတွေဖြစ်တော့ဘာဖြစ်လဲဆိုရင်အဲ့ဒါကိုအခွင့်ရေးယူပြီးမှ တေယုတ်ကကျောင်းလူရှိကနေရအမအမကကျောင်းလူတေယုတ်ပီကနေ930 45 50 60ရခိုင်နှုန်းထုတ်လို့နေတဲ့အရာဒီအားလုံးကနော်45 50လောက်ရှိတဲ့ကျောင်းလူမြန်မာနိုင်ငံ60ကနေရှိရတာကျောင်းလူမြန်မာနိုင်ငံကနေတော့ကလောက်ကမပါဘူးလို့ခင်ဗျားတို့ပြောနိုင်လားမပြောနိုင်ဘူးမစ်စီဒါတော့ကျွန်တော်ပြောချင်တဲ့အရာကပါလဲစီကျောင်းလူတန်းပီမှာမငြိမ်မသက်ဖြစ်လေလေ အဲ့ဒီတယောက်ကြီးကကြိုက်လေလေပဲအခုမကြိုက်ခင်မှာတယောက်ကမြန်မာနိုင်ငံကိုလာတိတ်မယ်ဆိုရင်ခင်ဗျာဘာလုပ်လို့ရမလဲဘာမှလုပ်လို့မရဘူးအခုအလက်နဲ့ကန်အဖွဲ့စည်းတွေကိုတယောက်တွေကပြောလာပြီပြောလာပြီအခုပြောလာပြီတယောက်ပြတယောက်နေဆက်နဲ့နေတဲ့တလက်နဲ့ကန်တို့ပြောလာပြီသူအုတ်ချို့လာပြီကြည့်ပြောလာပြီမကြိုက်ခင်မှာရှင်းခရှင်းလာမဲ့အချိန်နေအနေဖြုံးအနေသားမျိုးမှာရှိရဘာဖြစ်လို့လဲ ငါတို့တိုင်းပြည်ကအချင်းချင်းကိုက်နေလို့အဲ့ဒါဒီကပဲကျွန်ပြောချင်တဲ့ຢာကပါလဲဆိုရင်ကျွန်တိုင်းပြည်ခုသူများနေသူများနိုင်ငံမှာအာမောင်းသူမဲ့ကားတွေနဲ့နော်ကွန်ပျူတာစနစ် AI တွေနဲ့ဤပညာပေါင်းစုံနဲ့တိုးတက်နေတဲ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံအခုချိန်ဒီပါဖြစ်လဲမွေးနေရောမယ်ဘာကြောင့်လဲတိုင်းပြည်မှာရှိတဲ့ ကျွန်တော်ကြီးကြီးကျိုးမြန်မာနိုင်ငံသားတွေကိုကျွန်တော်ကြီးကြီးမြန်မာနိုင်ငံသားတွေလည်းညက်တဲ့ထဲမှာမပါဘူးเนาะလုံနိုင်တဲ့ထဲမှာပါတယ်ဒါမဲ့ဒီလူငယ်တွေကိုဦးစားပေးရမယ့်အစားဒီလူငယ်တွေကိုအာပညာပညာရေးမှာတိုးတက်အောင် ပညာသင်ပညာရေးမှာတိုးတက်လာပညာရေးမှာပတ်ပိုးမှုနဲ့အများကြီးလုပ်ပြီးမှဒီလူငယ်တွေရဲ့အကြဉာဏ်ဒီလူငယ်တွေကိုကျွန်တော်ပတ်ပိုးပြီးမှနိုင်ငံကိုသူများနိုင်ငံနဲ့ရှင်ပြီးမှနိပညာပိုင်းပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်နိုင်ငံပဲဘေးပွားပဲဖြစ်ဖြစ်ကျွန်တော်ရှင်နေအောင်ပတ်ပိုးမယ်ဆိုတာမရှိဘဲနဲ့ကျွန်တော်မြန်မာနိုင်ငံမှာခုအုတ်ချုပ်နေတဲ့လူကနိပညာပိုင်းမှာလည်းမကောင်းစနစ်ပိုင်းမှာလည်းမကောင်းပဲဖြစ်တော့ဘာဖြစ်လဲတိုင်းပြည်ကတိုးတက်တော့သူတို့သူတို့ကြုံဖြစ်မှာပဲ ကျုံတို့မှာရှိတဲ့တန်ရစားတန်ဖိုးရှိတဲ့အမတာမတန်ဖိုးရှိနေတဲ့ပစ္စည်းတွေကကျုံဈေးပေါ်ပေါ်တဲ့ငါတို့ကိုပက်ဆန်နဲ့ပေးပြီးဝယ်တယ်။အဲ့ဒီပက်ဆန်တီယိုပေတီယိုပက်ဆန်တီယိုပေးလာတဲ့ USD ဒေါ်လာ1 million ကိုဟုတ်ပါမှာထားလိုက်တီယိုဒေါ်လာ1 million 1 million ကိုအဥပမာ100 million ကိုတီယိုရွေးငွေ1 million ကိုတစ်ဖက်တစ်လမ်းကနေသူ့ရှိမှပြန်ဝယ်လာဘာလို့လဲသူတို့ကိုပစ္စည်းတွေငါတို့ရှိမှပြန်ချ။နော်အဲ့ဒီမှာချပြီးမှ တရားရခိုင်လုံးကတရားမှာသူတို့ရှိခိုင်းတရားဝယ်တယ်ဆိုငါတို့မြန်မာနိုင်ငံမှာ30မလဲ30ရောင်းဘယ်သူကပုံမြက်လဲတရုတ်ကနေတရားဝယ်တယ်ကျတို့မြန်မာနိုင်ငံမှာ330နဲ့ရောင်းတယ်30ပဲခုနိုင်ငံမှာကြံခဲ့တယ်တရားကဟိုကနေဝယ်လာဆိုတော့ဘာဖြစ်လဲဒီပတ်စံဘုသူရှိမှတော့လဲတရားစံတဲ့ငါတို့ရှိခိုင်းနေဝယ်သွားတယ်100 100 billion လောက်ထားလိုက်10 billion တလိုက်တဥပမာပြောမစမ်း100 million လောက်ထားလိုက်အဲ့ဒီ100 million ကိုငါတို့မြန်မာနိုင်ငံကနေပဲဘယ်လိုသူတို့ရှိမှပြရအောင်လုပ်မလဲဆိုပြီးသူတို့သူတို့ညံနဲ့ငါတို့ပြန်ပြန်ယူဗါလဲနံပါတ်1ကျွန်တော်မညံပညာမရှိလို့ကိုမတပ်ဘူးဆိုကျွန်တော်ဘာလုပ်ဖို့လို့လဲကိုကျွန်တော်တိုင်းတိုင်းလည်းကိုကျွန်တော်ညီကောင်မောင်မိုင်ဘာလုပ်ဖို့လို့ကျွန်တော်တကယ်တကယ်ကျွန်တော်တို့ဘာလုပ်ဖို့လို့လဲဆိုကျွန်တော်ပြောပြမယ်ကျွန်တော်မြန်မာနိုင်ငံမှာ lesson me အရာကိုလုပ်မယ်ဒီ မြေရှမ်းတပ်ထုကြီးကိုတရုတ်နဲ့လုံမဲ့စား USA နိုင်ငံနဲ့လုတ်ပြီးတော့ပူးပေါင်းအောင်လုတ်ပြီးမှ USA ကဘီလီယံနဲ့ချီပေးပေးလာတာဘီလီယံနဲ့ချီပေးပေးမှာအဲ့ဒီဘီလီယံနဲ့ချီတဲ့ငါ10ဘီလီယံလောက်တရုတ်လို့တရုတ်လောက်ကောင်းနေအာ1ဘီလီယံလောက်ပဲချုံးပေးမှာမဟုတ်ဘီလီယံယာနဲ့ချီပြီးမှယင်းနေမြုံလာမှာအဲ့ဒီယင်းနေမြုံတော့မှုချဲကနေငါတို့က50%နင်းတော့50အဲ့အချိုးရတဲ့အချိုးကနေ 50% 50%စီယူမယ်25%ယူမှာ85ရခိုင်ငါတို့ပေး25မိနစ်ယူမလား50ယူမလား60ယူမလားညနိုင်ပြီးမှငါတို့မြန်မာအဲ့ဝေလာတဲ့ပတ်စံယူဒီနိုင်ငံကနေရတဲ့ပတ်စံကိုကျွန်တော်တို့ကမလုပ်ရမလဲစဉ်ဈေးကြီးကြီးနဲ့ပေးရလေဒီရတွေကိုကျွန်တော်တို့ငါတို့မြန်မာနိုင်ငံအတွက်လမ်းပတ်ဆက်တွေနေရတိုင်းမှာလမ်းရှိရမယ်နေရတိုင်းမှာကိုယ်တွေနဲ့ပတ်သက်တဲ့နေရာမှာကိုယ်တွေရင်းနဲ့ပတ်သက်တဲ့နေရာမှာလမ်းတွေမှာရှယ် state ဟိုးကချင်ပြည်နယ်ကနေဟိုးကောက် ။တနင်္လာရီတိုင်းထိလုံးဝလမ်းတွေလမ်းပတ်ဆက်တွေကောင်းအောင်လုပ်မယ်။အေးရလာတဲ့ပတ်ဆံကနေ။နံပါတ်1စိတ်ကမ်းနိုင်ငံတကာကနေဝင်လို့ရတဲ့သူတို့မြန်မာနိုင်ငံမှာစိတ်ကမ်းရှိတယ်။ပီလေဂျီအဲ့လေပီလေဂျီကတော့ဘလို့ဘာဖြစ်လို့အလကားထားထားမှာလဲ။နော်အဲ့ဒီပီလေဂျီကိုအဲ့ဒီအဲ့တော့နိုင်ငံတကာဆင့်မြော်လုပ်လိုက်နိုင်ငံတကာဆင့်မြော်လုပ်လိုက်နံပါတ်1ကခုနပြောသလို လက်စစ်မီးနဲ့ပတ်သက်ပြီးမှလက်စစ်မီးဆိုကျွန်တော်ခင်မီတိုးတက်တဲ့နိုင်ငံမှာတိုင်းမှာပထမလိုအပ်တာကလက်စစ်မီးလိုလောက်မှုရှိတယ်လားလက်စစ်မီးလိုလောက်မှုရှိတယ်ဆိုရင်ငါတို့မြန်မာနိုင်ငံမှာတရုတ်ငါတို့မြန်မာနိုင်ငံမှာတရုတ်လူနေရာမှာအဲ့ဒါသွားပြီးမှအာရင်းနှီးမြှုပ်နှံတာတို့ဒီအိန္ဒိယနိုင်ငံမှာရင်းနှီးဗီယက်နမ်နိုင်ငံလာအိုနိုင်ငံမှာထိုင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံတာမှုငါတို့မြန်မာနိုင်ငံမှာပိုပြီးမှရင်းနှီးမြှုပ်နှံမှုရှိလာနိုင်တယ်။ဘာကြောင့်လဲ? ်ကျွန်တော်မြန်မာနိုင်ငံတိုင်းအလုတ်တမားတဲ့အရန်ပေါ်တဲ့နိုင်ငံပြီးတော့အလုတ်တမားဈေးအရန်တက်တာနိုင်ငံဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာခုဒီလိုခွေဒီလိုခွေကောင်းနေရှိနေတဲ့အချိန်အိန္ဒိယနိုင်ငံမှာ USA နိုင်ငံနဲ့ပတ်သက်ပြီးမှ USA company တွေကအိန္ဒိယနိုင်ငံမှာသွားပြီးမှသွားပြီးမှကိုတွေ့မှုသွားလုပ်တဲ့အချိန်မှာထုတ်လုပ်မှုသွားလုပ်တဲ့အချိန်မှာ USA နဲ့ကအဲ့ဒီအိန္ဒိယက USA ကိုတရားစုတရားကောက်အခွန်ကောက်တော့ပြောတာတရားကို600ရာခိုင်နှုန်းကိုကောက်25ရာခိုင်မှ35ရာခိုင်နှုန်းကောက် အတော့ရများအခွန်ရများတယ်အိန္ဒိယတွေရွေးစေကနေလာတဲ့ပစ္စည်းတွေတရုတ်တွေ25ရခိုင်နှုန်းကောက်တာပေါ့ဖိဖိဖြစ်လာတယ်ဘာကြောင့်လဲသူကလက်ခံတယ်သူတို့မှလက်စမီလုံလောက်အောင်ရအောင်လုပ်ထားတယ်အစီပြောင်းလက်ပတ်ဆက်တွေရေးကိုတွေ့ရေးမှာအစီပြောင်းလုပ်ထားတဲ့ကြောင့်မို့သူတို့မှရင်းမြုံနိုင်မှုလာနိုင်တယ်အဲတော့ကျိုးလို့မြန်မာနိုင်ငံကလည်းအခုကျိုးရှားပါတဲ့ဒီမြေရှားတထုကိုတရုတ်နဲ့ဆန်ချိုးချိုးမှန်အစားတရုတ်နဲ့ကျိုးတို့ပတ်စံကနေရလေသူပြီးတော့ များအောင်ပေးပေးတယ်များ USA နိုင်ငံရင်းနှီးမြှုပ်နှံမှာတော်တော်လေးသူကဘီလီယံနဲ့သူပေးတာဘီလီယံရာနဲ့ချီပေးပေးတာယူရိုကဲနိုင်ငံကတော့ကြည့်လိုက်300ဘီလီယံဆိုတော့အခု900ဘီလီယံရင်းနှီးမြှုပ်နှံဖို့လုပ်လာတယ်အဲ့ဒီ900ဘီလီယံကမြန်မာနိုင်ငံမှာ900ဘီလီယံမို့300ဘီလီယံလား200ဘီလီယံလောက်ကျိုးလို့မှရင်းနှီးမြှုပ်နှံမှာတရုတ်ကိုတရုတ်မရှိမှခြေသားပတ်ဆောင်တခါလာပေးလိုက်ရှုပ်တယ်ပေးလိုက်ပေးမှဒီအဲ့လိုခြေသားတွေဒီကနေကျိုးလို့ခုနကကျိုးရတဲ့ပတ်ဆံကနေ လက်စစ်မျိုးကိုရအောင်လုပ်မယ်လက်စစ်မျိုးတန်တော်ကြုံလို့လော်လောက်အောင်ပူရှံတော့လက်စစ်မျိုးကိုလုပ်မယ်အဲ့ပူရှံတော့မှလမ်းပတ်ဆက်တွေကိုလုပ်မယ်လမ်းပတ်ဆက်တွေကိုလုပ်ပြီးမှကုန်တွေမှုနဲ့ပတ်သက်တဲ့ဆက်တွေကိုလုပ်မယ်ရေချောင်းလမ်းရေချောင်းလေချောင်းကုန်းချောင်းအားလုံးစပြီးလှုပ်ထားပြီးမှကဲ ready တိုင်းပြည်သူခေါ်လိုက်တခြားရင်းနှီးမျိုးနဲ့မဟုတ်ကဲငါတို့မြန်မာနိုင်ငံမှာခမည်းကုမ္ပဏီလာဖွင့်မယ်ဆိုရင်အခွန်က 20ရက်ခန့်နှုန်းလား25ရက်ခန့်နှုန်းလားကဲငါတို့ရှီမာလို့ဘာကြောင့်ငါတို့ရှီမာလာပြီးမှရင်းနှီးမြှုပ်နှံရမလဲချင်းငါတို့ရှီမာဒါတတ်တာတယ်ငါတို့ရှီမာအာတတ်မှတ်ထားတဲ့စီမီစီကိုင်းဒလောက်ဒလောက်ပဲရှိတယ်ပြီးတော့အကျိုးခံစားခွက်တူလို့ရှိမယ်မြန်မာနိုင်ငံအလို့သမားဘလို့ရှိတယ်လဲဘလောက်လဲမဲ့အခုရှိအလို့အတို့တွေဘလောက်လို့အလို့သမားတွေဘလောက်လို့အကုန်လုံးကျိုးလို့မှ ready ဖြစ်နေပြီကဘာလာခဲ့အဲ့လိုမျိုးနဲ့ရင်းနှီးမြှုပ်နှံပြီးခေါ်မစစ်ကျွန်တော်မြန်မာနိုင်ငံမှာ ပေါ်များစွာမြောက်များစွာကိုလူဒီမြန်မာနိုင်ငံမှာဝင်လာမှာဘာကြောင့်လဲဆိုတော့ခုကျိုးမြန်မာနိုင်ငံကလူများတွေအတွက်မကြည့်ပဲနဲ့လူများကဘာလူအတွက်ကျိုးအားလုံးအတွက်မကြည့်ပဲနဲ့တချို့တဝက်ပဲအတွက်ပဲမိသားစုတစုအတွက်ပဲကိုယ်တစုအတွက်ပဲကိုကကြည့်နေတော့ကြောင့်ခုကျိုးမြန်မာနိုင်ငံကတယောက်နဲ့တယောက်ရံဖြစ်နေတယ်လက်နဲ့တွေအောက်စစ်တိုက်နေကြတယ်တယောက်နဲ့တယောက်ခုဆက်လက်ပြီးကျုံးလို့ တိုင်းပြည်မှာမငြိမသက်မှုတွေဖြစ်တယ်ပြည်သူတွေဒုက္ခရောက်တယ်စိတ်နာမှုကလေးတွေရဲ့စိတ်တန်ရာလူကြီးတွေစိတ်တန်ရာလူငယ်တွေစိတ်တန်ရာနေနဲ့မြောက်များစွာဖြစ်နေတာတခါချင်းကျုံစဉ်းစားတတ်တယ်ကျွန်တော်တို့သူများနဲ့ရှင်ပြီးမှ မလုံနိုင်ဘူးဆိုရင်ရှင်ပြီးမှ လုံနိုင်တဲ့လူရဲ့ရှင်ပြီးမှ လုံနိုင်တဲ့လူကိုကျွန်တော်ဦးစားပေးဖို့လိုလာပြီမိတ်ဆွေကျွန်တော်ကကကွေဘက်မှာတာဝန်ယူမယ် ကာကွယ်ရေးဖက်မှာကျွန်တော်တို့တာဝန်ယူမယ်ကာကွယ်ရေးဖက်မှာကျွန်တော်တို့အာကျွန်တော်တို့အပြစ်ဝတာဝန်ယူပေးမယ်ဒါပေမဲ့တိုင်းပြည်တိုးတက်ရေးတို့ကလေးအာကလေးတွေရဲ့ generation တွေရဲ့ပညာရေးတို့အားလုံးကိုခင်ဗျားတို့တာဝန်ယူပါလို့တာဝန်ယူပါလို့တိုးတက်စေချင်တဲ့ရှိတိုင်းပြည်ချမ်းသာစေချင်တဲ့ရှိလူငယ်တွေသူများလူငယ်လူမျိုးပဲငါတို့လူငယ်တို့လည်းသူများနိုင်ငံမှာရှိတဲ့လူငယ်လူမျိုးတိုးတက်စေချင်တဲ့ဆိုရင် ဒါမျိုးစိတ်ရှိရမှာမိတ်ဆွေကျွန်တော်ပြောပြချင်တယ်ဒီနေ့ကျွန်တော်ခုနကကျွန်တော်ပြောခဲ့တယ်လို့အခုကိုရှယ်လေးတွေပြောနေတယ်ခင်ဗျားတို့ကဒီလိုဖြစ်နေတော့ပဲအတိဆုံးကဘာမှာတော့အတိဆုံးတော့တတ်ဆုံးဒါပေမဲ့ငါကျွန်တော်ပြောချင်အဲ့ကိုရှယ်လေးကိုကျွန်တော်ပြောချင်တယ်ခင်ဗျားတို့လောက်ဒီပညာတက်တယ်မိကဒီဒီထောက်ဒီဒီထောက်လက်မှတ်ရှိတယ်ဆိုရင်ဘာကြောင့်ဝါရှင်တန်ဒီစီမှာခုလက်ခံနေတယ်လေလက်ခံနေတယ်အဲ့ဒီဝါရှင်တန်ဒီစီမှာ press အဲ့ဒီဒီဒင်းထောင်ကယုံထဲမှာမေကူမင်းလို့ရတဲ့နေရာမှာလက်ခံနေတယ် ်ခမည်းပညာရှိတယ်ခမည်းတတ်တယ်စကားပြောနိုင်တယ်ဆိုရင်ဘာကြောင့်ခမည်းအဲ့ဒီမြန်မာပြည်အတွက်ကိုစားခမည်းကျွန်တော်တို့တိုးပွဲခုမရှိမီဒီယာနဲ့ကျွန်တော်ကိုရီးယားမီဒီယာတယောက်ကိုရီးယားမီဒီယာကိုရီးယားပြည်နယ်ကနေလာနိုင်ငံကနေလာတဲ့တတိယမီဒီယာတယောက်စကားပြောတာအခုချိန်ထိသူစကားအင်္ဂလိပ်စကားပြောတာအာကိုရီးယားစကားပြောနေတဲ့အတိုင်းပဲ ဒါနဒေါ်နယ်ထရန့်ကမနေနားထောင်နေရတဲ့အနေအထားမျိုးဒါပေမဲ့သူတို့ကရှိတယ်သူတို့ state သူတို့နိုင်ငံရဲ့မီဒီယာကအဲ့ဒီဒေါ်နယ်ထရန့်ရှင်းကိုတောင်းပြီးမေးခွန်းမေးနိုင်တယ်ရုကရီကစောက်ကိုရီးယားနဲ့အာကိုရီးယားတွေကစောက်ကိုရီးယားတွေကမြောက်ကိုရီးယားနဲ့ပတ်သက်တာဖြစ်နေတယ်အဲ့ဒါကိုတင်ဘလို့မင်းလဲဘလို့စဉ်းစားပြီးလဲဘလို့မေးနိုင်တယ်မေးတယ်အာဖဂန်နစ္စတန်တို့အိန္ဒိယတို့တခြားနိုင်ငံရဲ့လူတွေတို့ ဖလစတိုင်းတို့ဖလစတိုင်းကလည်းဖလစတိုင်းနဲ့ပတ်သက်ပြီးသူမေးတာပဲတချို့ချို့မြန်မာနိုင်ငံခမရကိုရှယ်လီတို့ခမရ VOA တို့ဌာနမှာဒနေမီဒီယာထဲမှာထရမကောင်းတဲ့အကြောင်းပဲခမရပြောတယ်မြန်မာဘလို့ဘာကြောင့်ခမရခမရဒနေမီဒီယာတည်း6လက်မှတ်တွေရှိတယ်ဒီ6လက်မှတ်တွေရှိတယ်ဘာကြောင့်အဲ့ဒီ White House မှာတွားပြီးမှမြန်မာပြည်တွေရဲ့ကိုစားနည်းနည်းပါးပါးမမေးပေးတာလေအော်မြန်မာပြည်မှာဒီလိုမျိုးပြဿနာဖြစ်နေတယ်ဒီလိုခက်ခဲရှိနေတယ်မြန်မာနိုင်ငံမှာခမရတို့လိုအပ်နေတဲ့ USA လိုအပ်နေတဲ့အာအာမေရှားတပ်တို့အများကြီးရှိတယ် โอเคကျွန်တော်တို့ဒီလိုနဲ့ကိုကျွန်တော်တိုင်းပြရဒီလိုဖြစ်နေတယ်အဲ့ခေါင်းဆောင်တွေချစ်ချိန်ပြီးမှကျွန်တော်တို့မှာအာအပြန်လန်လေးဘာညာဒီလိုလေးကျွန်တော်ရောင်းစ contract ယူမှကျွန်တော်ဘယ်လိုဘယ်လိုလုပ်ရမလဲဘယ်လိုဘယ်လိုလုပ်လုပ်လို့ရအဲ့လိုမျိုးညှိနှိုင်းလို့ရပြောကြည့်ရှိတယ်ငါတို့တိုင်းပြရဒီလိုဖြစ်နေတယ်အာအဲ့ဒါကိုခင်ဗျားတို့စိတ်ဝင်စားသလားစိတ်ဝင်စားမှုရှိသလားဒါမျိုးတွေမေးတိမေးတိုင်းရှိတဲ့ຢာတွေခင်ဗျားတို့တော့မေးပါလားကျွန်တော်ပြောချင်တာဘာကြောင့်ကျွန်တော်တို့က 15နှစ်လောက် VOE ဆိုရင်15နှစ်နဲ့20လောက်ရှိပြီ Trump အကောင့်အကြောင်းပြောဖို့ပဲသူတို့မှရှိတယ် Trump အကောင့်အကြောင်းပြောဖို့ပဲသူတို့ထဲမှာခြေရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံအတွက်တရင်ချောက်ဆိုပြီးမှမင်းတို့တရင်ချောက်တို့တရင်မီဒီယာနဲ့ပတ်သက်ပြီးနမ် certificate ရထားတဲ့လူတရင်ချောက်ဆိုမှလက်မှတ်ရထားတဲ့လူ license ရထားတဲ့လူဘာကြောင့်အခုကျွန်တော်ကိုရှယ်လေးစကားပဲပူချူပူချူ online နဲ့အမြဲတမ်းပြောနေတဲ့သူရှင်လေးဘာကြောင့်အဲ့ဒီ warehouse မှာသွားပြီးမှမပြောတာလဲသွားမေးပါလားမေးပိုက်ခွင့်ရှိတယ်မေးလို့ရတယ် အခုပြောနေ workout the the press secretary ကသူပြောနေတာပဲဒါနဲ့မင်းရလာလို့ရ application လုပ်လို့ရတယ်ကျွန်တော်လက်ခံပေးမယ်ပြောဘာကြောင့်တွားလိုက်လေကျွန်တော်ကျွန်တော်ဆိုခင်ဗျားတို့မျိုးပညာရှိတယ်စကားတတ်တယ် license ရတယ်တရင်ထောင် license ရထားတယ်လို့ဖြစ်တယ်လက်မှတ်ရထားတယ်လို့ရှိတယ်ဆိုကျွန်တော်တွားပြီပါစပ်ပဲအကြောင်းကြောင်းလုပ်မယ်ဆိုလက်တွေ့လုံးလုံးဖို့လုပ်ပြီကျွန်တော်ပြောချင်တာပဲဒါကြောင့်ကျွန်တော်တိုင်းပြည်က ဒီလိုခုမငြိမ်မသက်ဖြစ်နေတဲ့ကျွန်တော်နိုင်ပြီကတဇန်ခါနေအများကြီးများပါတယ်ကျွန်တော်တိုင်းပြည်အတွက်ကစတောတရမဲ့ဟာဒီတကယ်ကျွန်တော်အနာကတ်ဒီဆိုရှယ်မှုများစွာဖြစ်နေတာအဲ့ဒါကျွန်တော်တို့လူငယ်တွေတို့လူကြီးတွေရဲ့တိုးတက်လာရှိတဲ့ပညာရှိတဲ့တိုးတက်အောင်ပီတူတွေတွေ့ကြည့်ပေးပြီးမှ ပီတူတွေကိုဦးစားပေးပြီးပီတူတွေရဲ့အာအနာကတ်ကိုကြည့်ပေးတဲ့ခေါင်းဆောင်တွေက မလုတ်ပဲနဲ့ ုမိသားစုအတွက်ကိုယ့်ရဲ့အာနာတီမြင့်ဖို့အတွက်ပဲစံစားနေတဲ့ခေါင်းဆောင်တွေအားဖြင့်ကျွန်တော်မြန်မာနိုင်ငံမတူတက်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံသူများတို့တူတက်စေချင်တယ်အခုနကျွန်တော်ပြောသူလိုမျိုးကောင်းမလို့စေချင်တယ်ဆိုရင်တရုတ်နဲ့လဲဆက်ဆံရမှမှန်တယ်ဒါမဲ့အနောက်တိုင်းနဲ့ကျွန်တော်တို့ပတ်စံမြန်မြန်ပေးလာတဲ့နိုင်ငံ contract ကောင်းကောင်းဂတိပေးလာတဲ့နိုင်ငံတွေနဲ့ကျွန်တော်တို့ဆက်ဆံပြီးမှလုပ်တည်တယ်ကျွန်တော်တို့ဒါလေးအားပေးခြင်းတယ်ဒါကကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ ခံစားချက်မျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်မြင်တဲ့အရာပေါ့တကယ်တော့ကျွန်တော်တို့မှာဒီမီးကိုလောလောအောင်ကျွန်တော်တို့ဒီမေရှားတတ်ထုကနေကန်ထရက်ကနေရနေဒီပတ်စံကိုကိုအိတ်ထဲမှာမထည့်ပဲနဲ့ကိုပတ်စံအိတ်ထဲမှာမဲကိုမိသားစုအတွက်မဟုတ်ပဲနဲ့တိုင်းပြည်ရဲ့အတွက်ကြည့်မြန်နောက်ပတ်တက်ခွာပြောရေမီးပါဝါကိုရအောင်လုပ်မယ်ပိုရှံအောင်လုပ်မယ်နံပါတ်1ရန်ဒီပတ်စံကနေပေါ့ပြောတာနော်နံပါတ်1ကိုတွေ့ရေကိုလေးရေကိုအစစ် အဆင့်နည်းနည်းထပ်မြင့်လိုက်မယ်။ဒါ international ဝင်ပေါက်ဝင်လာလို့ရတဲ့ဝင်လာလို့ရတဲ့နေထိုင်မျိုးကိုတွေလှုပ်လို့ရတဲ့မျိုးဝင်ထွက်လို့ရတဲ့အရာမျိုးလှုပ်လိုက်မယ်။တနေ့ကချင်ပြည်နယ်ကနေဟိုးတနေ့တိုင်းတိုင်းတိလမ်းပါဆက်တွေကလုံးဝလွယ်ကူစွာလုပ်မယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံကမတိုးတက်လာစေရမကောင်းလာစေရမချမ်းသာလာစေရလုံးဝမရှိဘူးဆိုတာလေးကိုကျွန်တော်ပြောနေတယ်နေကုန်ချိုးချင်ပါတယ်မိတ်ဆွေ ဒီကျွန်တော်ဗီဒီယိုလွှဲတဲ့ comment လေးကို make sure ကတုံ့တက်ခြင်းနဲ့ဆွေးနွေးခြင်းနဲ့ဆိုရင် comment ထဲမှာဆွေးလို့ရတယ်ဆိုကျွန်တော်ပြောတာခဲ့တာ manner ဆိုလေ talk မမှန်ဘူးဆိုလေအောက်မှာ talk ခံလို့ရပြီမှာဆွေးနွေးလို့ရတယ်ဆိုတော့ပြောရင်းနဲ့ make sure တို့ကိုကျွန်တော်အပိတ်ချင်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကို share ပေးပါအများသိအောင်အများအမြင်ပို့လောင် share ပေးဖို့လဲမမိတ်ပါနဲ့လို့ပဲကျွန်တော်ဒီလိုပြောရင်းနဲ့နေကုန်ချုပ်ချင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ဆက်တွေ့ကြမယ်ကျေးဇူးအများကြီးတင်ပါတယ်